မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ18ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရဲစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းကတော့ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုပြန်ရအောင်လှုပ်ဆောင်နေသူများဟာကရင်ပြည်နယ်တွင်းရှိလက်နက်ကင်ဖွဲ့စည်းများပင်ဖြစ်ကြောင်းယာယီသမရပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ကရင်ပြည်နယ်ဟာနိုင်ငံလွတ်လပ်ရေးပြီးချိန်ကလေးကလက်နက်ကင်တောင်းကျမ်းသူများကြောင့်တည်ငြိမ်အေးချမ်းမှုများပြည့်ဝပြီးပြည်နယ်တွင်းနေထိုင်တဲ့ပြည်သူများထိခိုက်တဲ့ကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်းထိခိုက်မှုများရှိကြောင်းနဲ့ကင်းပြည်နယ်တည်ငြိမ်အေးချမ်းမှုပြန်ရွှေ့အောင်တိုးဆောင်နေသူများဟာကင်းပြည်နယ်တွင်းရှိလက်နက်ကင်ဖွဲ့စည်းများပင်ဖြစ်ကြောင်းပြောင်စုသမ္မတမြန်မာနိုင်ငံတော်အရာရေးသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကနိုဝင်ဘာလ15ရက်နေ့လက်နက်ပိုင်းကကင်းပြည်နယ်ဟန်မြို့ရှိပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများရမိရဖများအားတွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆွေးနွေးပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ် ပညာရေးအကြံမှုရှိမှသာပညာသင်ကြားနိုင်မှာဖြစ်ပြီးပြည်သူများရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်းဒေတာတင်းဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းဆောင်ရွက်နိုင်ပြီးအပြင်ပြည်내ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဖြည့်ဆည်းနေတဲ့ပညာရေးအကြံမှုကိုပြည်ရွှေအောင်ဆောင်ရွက်နေမှုများကိုပြည်내တွင်နေထိုင်ကြသူများနေဖြင့်နီလန်းပေါင်းစုံဖြင့်ကာကွယ်ဆောင်ရွက်သွားရန်လွယ်အကြောင်းပြောကြပါမယ်အလားတူနိုင်ငံတော်အနေဖြင့်ပြည်ပြည်နယ်တွင်ဒေသတည်ငြိမ်အေးချမ်းမှုပြောင်းရွှေ့အောင်လှုပ်ဆောင်နေမှုများကိုရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းနဲ့ online ဝေကြေးလိမ်နေမှုနဲ့ online လောင်းကစားလုပ်ငန်းများလုံဆောင်ရရှိတဲ့မြန်မာထိုင်းနယ်ဆက်နေရှိ KK Fast ကတက်မတော်နေဖြင့်ရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တရနေဖြင့်အပြည့်အပြည့်ရှင်းလင်းဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ငញ្ញိုင်းရရှိရင်းနဲ့တိုင်းသားစီလုံးညီညွတ်ရေးဟာအရေးကြီးကြောင်းဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ တိုင်းသားဒေသများမှာလူမှုစီးပွားပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံလွဲချက်များများစွာရှိနေတဲ့အတွက်ငြိမ်းချမ်းရေးရှိရင်တိုင်းသားစီးလုံးညီညွတ်ရေးအားအရေးကြီးကြောင်းနိုင်ငံတော်လုံခြုံရေးအကြမ်းတာရိုင်းနဲ့ကော်မရှင်ဖွဲ့ဝင်၂၀ရာဝန်ကြီးဌာနတိုင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေကနိုဝင်ဘာလ14ရက်မွန်လယ်ပိုင်းကမြကြီးနားမြို့ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခမ်းမ၌ပြည်နယ်တွင်းရှိတိုင်းသားစပင်းနဲ့ယဉ်ကျေးမှုအသင်းဖွဲ့များနဲ့တွေ့ဆုံတယ်မှာပြောကြားခဲ့တယ်လို့သိရပါတယ် အလားတူဒုတိယဗိုလ်ချုပ်ကြီးရာပြေကကချင်ပြည်နယ်ဟုဆိုတော်လဲတိုင်းဒေသကြီးပြည်နယ်များနေတူတိုင်းသားပေါင်းစုံစုပေါင်းနေထိုင်တာကိုတွေ့ရသဖြင့်တိုင်းသားအလုံးစီးလုံးညီညွတ်ရေးဟာအရေးကြီးပါကြောင်းနဲ့ဒုတာဝန်ရေးသုံးပါရင်ပြောင်စုမပြိုကွဲရေးတိုင်းသားစီးလုံးညီညွတ်မှုမပြိုကွဲရေးပါရှိပြီးဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းဒီပုတ်ကတော့အမှုပညာရှင်များအနေဖြင့်ပြည်သူချစ်သောအမှုပညာရှင်များဖြင့်အစဉ်မြဲယက်တည်နိုင်ရေး ျိုးပန်းဆောင်ရွက်ရင်ပြည်ချိုင်းဝင်ကြီးကတိုက်တွန်းတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမှုပညာရှင်များအနေဖြင့်ပြည်သူချက်သောအမှုပညာရှင်များဖြင့်အစဉ်မြဲရည်တည်နိုင်ရေးကျိုးပန်းဆောင်ရွက်ကြရင်ပြည်ချိုင်းဝင်ကြီးဌာနပြောင်းသူဝင်ကြီးဦးမမောင်ဦးကနိုဝင်ဘာလ15ရက်ညနေပိုင်းကရန်ကုန်မြို့ပြည်လမ်းရှိမြမအတန်နဲ့မြမရုံမြင့်တန်ကြားမှာမြမနိုင်ငံဂီတာစီယုံဖို့အစီအစဉ်ဖြင့်ရေကောက်ပွဲလှုံ့ဆော်ရေးတရိုက်ကူးနေမှုကိုကြည့်ရှုအားပေးစဉ်မှာပြောကြားခဲ့တယ်လို့သိရပါတယ်။ပြောင်းသူဝင်ကြီးက2025ခုနှစ် ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးမှာပြည်သူများဟာလွတ်လပ်မြတ်တော့စွာမဲပေးနိုင်ရေးဆန္ဒမဲပေးခွင့်ရှိသော ပြည်သူများအနေဖြင့်မဲပေးခွင့်မဆုံးရှုံးစေရေးနဲ့နိုင်ငံနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နိုင်မဲ့သူများကိုမှန်ကန်စွာရွေးချယ်နိုင်ရေးတို့အတွက်အမှုပညာရှင်များကယခုကဲ့သို့ဆန္ဒလျောက်တက်ကြွစွာပါဝင်ဆောင်ရွက်မှုပေါ်ဂုဏ်ယူအသိမှတ်ပြုပါကြောင်းအမှုပညာရှင်များအနေဖြင့်ပြည်သူချစ်သောအမှုပညာရှင်များဖြင့်အစဉ်မြဲယက်တည်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ် နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့လိင်လယ်မှုကွန်ရက်များနဲ့ရာဇဝတ်ကိုင်းများကိုပြက်ပြက်သားသားနှိမ်နှင်းဖယ်ရှားရန်အထူးလေးထားဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုဒုဝန်ကြီးကပြောကြားနေဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအနေဖြင့် online အသုံးပြုလိင်လယ်မှုများတိုက်ဖြတ်ရန်ဒေတာတွင်ပူးပေါင်းဆောင်ရွက်မှုကိုအရှိန်မြင့်တင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လိင်လယ်မှုကွန်ရက်များနဲ့ရာဇဝတ်ကိုင်းများကိုပြက်ပြက်သားသားနှိမ်နှင်းဖယ်ရှားရန်အဆိုပါကွန်ရက်များမှာပိတ်မိနေသူများကိုကယ်ဆယ်ရန်ဒေတာတွင်တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန် အထူးလေးတာဆောင်ရွက်တော့မှပြည်ချောင်းပြည်ထောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကနိုဝင်ဘာလ14ရက်ပြုတ်ပြည်သူသမရနိုင်ငံကုမင်းမြို့ရှိ Hogan Hotel မှာကျင်းပပြုလုပ်သောတရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတို့ကြားပရမကျိန်အွန်လိုင်းလိမ်လည်ပူးပေါင်းမှုတိုက်ဖျက်ရေးဆိုင်ရာဝင်ကြီးအဆင့်ဆင်းရဲပွဲမှာပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဒီဝင်ကြီးကအွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေးဟာလမ်းချမ်းမဲကောင်တိုင်ဝမ်ရဲ့ဘုံတာဝန်ဖြစ်ကြောင်းနဲ့ လမ်းချမ်းမဲကောင်ပူပေါင်းဆောင်ရည်ရန်နေရဟာစိန်ခေါ်မှုများကိုရင်ဆိုင်ရမယ်ပလက်ဖောင်းတရက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရင်းစီဝေတို့မြန်မာနိုင်ငံပြည်ထောင်စုဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ဦးဆောင်သောကုစလေဖွဲ့တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီးမစ္စတာလူကျုံးဤဦးဆောင်သောကိုယ်စားလှယ်ဖွဲ့ကမ္ဘောဒီးယားနိုင်ငံပြည်ထောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးမစ္စတာဂျိုဗန်ထန်ဦးဆောင်သောကိုယ်စားလှယ်ဖွဲ့လာအိုနိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီး မစ္စတာခန်ကင်းဖီလာမနီဝန်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့လက်ထောက်ရဲချုပ်ဒုတိယရဲချုပ်ကြီးဇီရက်ဟော့ဘူချက်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဗီယက်နမ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှဦးရဲရဲတပ်ဖွဲ့ဒုတိယရဲတပ်ဖွဲ့မှမစ္စတာဖမ်မန်ထရိုဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များတက်ရောက်ကြပြီးကုလသမဂ္ဂမှဦးရဲစေဝါဆိုင်ရာပူကင်းဆိုင်ရာယုံ UNODC စင်ကာပူခြေဆိုင် အင်တာပိုယုံခွဲနဲ့လန်ချမ်းမဲကောင်တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဘုဌာန LMLECC တို့မှကိုယ်စားလှယ်များလေ့လာသူဖြစ်တက်ရောက်ကြတယ်လို့သိရပါတယ်။အစီအစဉ်မှာစက်သွေးစနစ်ဖြင့် online များကိုအသုံးပြုပြီးလိန်လယ်သောမှုခင်များတက်ဖြည့်ရေးနဲ့စနင်းပြီးနိုင်ငံတကာမဟာမိတ်အဖွဲ့ပူးတဲ့တည်ဆောက်ရေး online လိန်လယ်မှုများလောက်ကိုင်းနေသောသူများရှင်းလင်းဖယ်ရှားရေးနဲ့ပြည်내လွှဲပြောင်းပေးရမှုတုံ့ပြန်ပြုလို့ရေး online လိမ်လည်မှုပြုလုပ်နေသောအဓိကနေရာများပူးထွေးထိန်းချုပ်ရေးစတဲ့ခေါင်းစဉ်၃ရပ်ဖြင့်ဆွေးနွေးမှုကိုပြုလုပ်ခဲ့ရာအစည်းအဝေးတက်ရောက်လာကြသောနိုင်ငံကိုယ်စားလှယ်အဖွဲ့အသီးသီးကဝေရောက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ခုဖော်ပြပေးခဲ့တာကတော့မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့သတင်းတွေပဲဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်းလန်းကြပါသည်ခင်ဗျာ။